ပြည်ထောင်စုစုံစမ်းရေးဘျူရို FAI ညွှန်ကြားရေးမှူးဟောင်း James Comey ကိုသမ္မတဒေါ်နယ်ထရမ့်အစိုးရကတရားစွဲဆိုလိုက်ပါပြီ။သူ့ပေါ်စွဲချက်တင်မဲ့အချက်တွေဟာခိုင်လုံမှုရှိမရှိဆုံးဖြတ်ပေးရတဲ့ခုံတမာရီအဖွဲ့ကစွဲချက်တင်ဖို့သဘောတည်းတာကြောင့်အခုလိုစွဲချက်တင်လိုက်တာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးအရသူ့ရဲ့ရန်သူလို့သတ်မှတ်ထားသူတွေပေါ်သမ္မတထရမ့်ကလိုက်လံရေးယူနေတဲ့လောက်ရတစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်လွှတ်တော်မှာမမှန်ကန်စွာထွက်ဆိုခဲ့မှုနဲ့ လွတ်တော်ရဲ့လုပ်ငန်းစဉ်တွေကိုကပြည့်ရပြည့်လုပ်ခဲ့တယ်ဆိုပြီးအခုလိုဆွဲချက်တင်ခဲ့တာပါသူ့အနေနဲ့အပြည့်ရှိတောင်တွေ့ရှိခဲ့ရင်တော့ထောင်ဒဏ်၅နှစ်ကြာခံရနိုင်ပါတယ်2016ခုနှစ်မှာသမရထရန့်ပထမအကြိမ်သမရအဖြစ်ဝင်ရောက်ရှင်ပြိုင်တုန်းကရုရှားနဲ့ပူးပေါင်းကြံစည်မှုရှိခဲ့တယ်ဆိုတဲ့စုံစမ်းစစ်ဆေးမှုလုပ်ခဲ့သူတွေကိုသမရထရန့်ကနိုင်ငံရေးရနေကုတ်ဖို့စူးစမ်းမှုတွေတည်းကတစ်ခုဖြစ်တယ်လို့ James Comey ဟာအရင်အစိုးရအရာရှိဟောင်းတွေအပေါ်ဒီပုံမှန်နဲ့ဆွဲချက်တင်ခံရတဲ့ပထမဆုံးအဆင့်မြင့်အရာရှိတဦးလည်းဖြစ်ပါတယ်။နိုင်ငံတော်ရှေ့နေချုပ်ပန်ဘွန်ဒီကလည်းဘသူမှဥပဒေအထက်မှာမရှိဘူးလို့ဒီကနေ့ X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။အခုဆွဲချက်တင်ထားတဲ့အမှုနှစ်ခုစလုံးဟာ2020ခုနှစ်စက်တင်ဘာလ30ရက်နေ့ကအထက်လွှတ်တော်ဥပဒေရေးရာကော်မတီမှာထွက်ဆိုခဲ့တာ တွေနဲ့သက်ဆိုင်ပါတယ်။ James ကော်မီကိုဆွဲချက်တင်မယ်ဆိုရင်အခုစက်တင်ဘာလ30ရက်နေ့မတိုင်ခင်တင်ရမှာဖြစ်တဲ့အတွက်သူ့ကိုအမြန်ဆုံးဆွဲချက်တင်ဖို့ရှင်းနေကျုပ်ပန်ဘွန်ဒီကိုတမနာထရန့်ကလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲဖိအားပေးပြောဆိုနေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ